ဟုတ်အောင်တာတနာပြုဘဝပါရမီရှင်တိုက်ဆရာမာလီကာလီမြတ်မတ်တပ်ပါဒီလူသေးဟောဖို့အတွက်ကိုအချက်ဆက်နှစ်ချက်လိုတာတော့အဲ့လိုမျိုးပေါ့နော်သေွားတဲ့သူတွေကိုဝိညာဉ်ခေါ်ပြီးတော့မေးတာမှသူကနာမည်ကြည့်ရကြည့်ရတယ်နက်ကနက်ကပို့ပြီးတော့ကျွေးတာပါနက်ကအောင်မြင်မဲ့နေရာအောင်မြင်မှုရမယ်နေရာတူနေရာတခုပေါ့နော်ရအောင်လှောက်ပေးတာပါနက်ကပါ ဟဲ့အဲ့လိုတော့မဟုတ်ပါဘူးလက်ကလည်းတော့လက်ကလည်းလိမ့်တော့လိမ့်ရတယ်ပေါ့ဒါပေမဲ့ဒီလောက်တော့လူမသေးဘူးပေါ့နော်အဲအခုနတ်ပညာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့နတ်ဆရာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှာပဲဟိုဟာကိုယ်ဆိုရှယ်မှာရောအကုန်လုံး TikTok မှာရောပတ်ခဲ့တာပါရှင် င်္ဂလာပါဘာတော့တိုက်ဆရာမလေးကလီမဲ့မတ်သက်ပါကျမကတော့မိတ်ခဲ့ကျဲစီပါရှင်ခတ်တန်းခဲ့ရတဲ့ဟာတွေကတော့အများကြီးပါပဲအလုတ်ကနေပြီးတော့တင်သွားတာတွေကပေါ့အများကြီးရှိခဲ့ပါရဲ့ရှင်မိတ်ခဲ့အာတစ်တယောက်ပါရှင်မိတ်ခဲ့လောကမှာမအောင်မြင်ဘူးပေါ့နော်ကိုကမိတ်ခဲ့ဆရာကတယောက်ဖြစ်ချင်တာမတ်သက်ကိုအားကြလို့ပေါ့နော်ဒါပေမဲ့မိတ်ခဲ့လောကမှာမအောင်မြင်မဲနဲ့ပုတ်ကြီးစားစားအချိန်ခါကြာလာတော့ပေါ့နော်ပုတ်ကိုတွေကမြောက်စားပေးလို့ ဆရာသမားတွေရဲ့သင်ကြားပို့သမှုကြောင့်ဒီနေရာကိုရောက်တာပါရှင်။အဲဘယ်အချိန်မှထူးခြားမှုရှိလဲဆိုတော့နှစ်နှစ်သုံးနှစ်တော်ရှိပါပြီ။ဟိုကိုယ့်ရဲ့ဒိတ်ကျန်တဲ့ကိစ္စတွေအများအလုံးကအောင်မြင်နေရပါရှင်။အဲအဲ့ဒါကကြတော့ဒါသူတို့နဲ့ပတ်သက်တာပေါ့နော်။ပတ်သက်ရာပတ်သက်ကြောင်းပေါ့။ဒါကကြတော့ပေါ့နော်။ဟိုဟာပေါ့တိုက်နဲ့ပတ်သက်ပြီးတော့အိမ်မက်တွေပေးတာတွေရှိရဲ၊အာယုံတွေပေးတာတွေရှိရဲ၊မနှောတွေပေးတာတွေရှိရဲပေါ့နော်။အဲ့ရနဲ့ပေါ့ကိုယ့်ကနဲ့ကိုယ်ကိုစူတောင်းလိုက်တဲ့အခါမှာအဒိတ်ကျန်လိုက်တဲ့အခါမှာ ခဏရဲ့သာသမီရဲ့အလိုဆန္ဒလေးတွေပြည့်စုံလာတာပေါ့နော်အဲ့ဒါကြောင့်ပေါ့ပုဂ္ဂိုလ်တွေကိုယုံကြည်တာပါရှင်ဟုတ်အန်တတနာပြုဘဝပါရမီရှင်တိုက်ဆရာမလေးကာလီမန်မတ်တ်ပါရှင်သူကတော့ဗာနာမည်ကြီးတာလဲဆိုတော့ TikTok မှာပုံပြီးတော့ဖောက်တယ်ဆိုတာတေဝါတဲ့သူတွေဝင်းကျင်ခေါ်ပြီးတော့မေးတာတို့ပစ္စည်းပြောက်တာတို့ပြန်ရှာပေးနိုင်တာတို့ အဲပြီးလို့ရှိရင်အမဟိုဒီလူသေးဟောဖို့အတွက်ကိုအချက်ဆက်နှချက်လိုတာတော့အဲ့လိုမျိုးပေါ့နော်တေွားတဲ့သူတွေကိုဝိညာဉ်ခေါ်ပြီးတော့နေတာမှသူကတံပဲကြီးတာကြီးရတယ်ကိုကတော့ marketing save ပေးတာပွေပေါ့တကယ်လဲပတ်တာပါ TikTok မှာတိုက်ဆရာမလေးကာလီမန်မက်ထက်ဆိုပြီးတော့ရိုက်ထည့်လိုက်လို့ရှင်သူက follower အများဆုံးပဲအဲအဲ့လိုမျိုးတော့မရှိပါဘူးဟာကရက် အဲ့ဒါတိလည်းမပြောခွင့်မရှိဘူးခေရဲ့ဆဲခံမှာဆိုလို့ဟာတင်ရတော့ပဲတည်တာကိုကိုကိုလည်းကြိုသိပါတယ်ရှင်ဒါပေမဲ့ကြိုသိလည်းမပြောပါဘူးတက်ခံမှာဆိုလို့ကိုတနေ့ကလည်းအမွေမေးသေးတယ်တရားပုံဆက်ပြီးတော့ကိုရှေ့တင်သူ့ကိုမေးတာနော်ရှေ့ရှေ့ဆောင်တဲ့ဘာတွေဖြစ်ဖို့စီသေးလဲလဲဆိုကိုကလည်းအဲလိုမဖြေနဲ့လို့ပြောတယ်ဝါဝါလို့ဝါဝါလို့ပြောလိုက်တယ်ဘာဖြစ်ဆို ကြိုတည်တယ်လို့ကြိုတက်တယ်လို့ပြောရဲဆဲခံရမှာလေပြီးတော့အားကြောင့်ပြည်မလားအစ်ကျမမဟုတ်ခုနှစ်သားသမီးဒုက္ခရောက်မှာပဲတခါလေးကြောက်လို့ရှိရင်သူ့ကိုလိုအပ်လို့ဆက်သွယ်ရင်တော့သူကခုနှစ်သားသမီးကူညီပါတယ်ဒီလောက်ပဲအဲအခုအရာကိုပို့ပြီးတော့လက်ခံသဘောကျအားပေးတယ်ငယ်ငယ်လေးအဲ့လိုတော့မရှိပါဘူးကြီးမှာပေါ့နော် ူကနဲ့သူကိုယ့်ရဲ့အလုပ်ပေါ်မှာအဆင်ပြေတာလေးနဲ့ပတ်သက်ပြီးတော့ချုပ်ပေးရတာပါအဲဟုတ်ကဲ့နက်ကပို့ပြီးတော့ကျွေးတာပါနက်ကအောင်မြင်မဲ့နေရာအောင်မြင်မှုရမယ့်နေရာနေရာတစ်ခုပေါ့နော်ရအောင်လို့စောင့်ပေးတာပါနက်ကပါအဲအဲ့လိုတော့မဟုတ်ပါဘူးမိကနေရတော့မိကနေရတာလိမ့်တော့လိမ့်ရတယ်ပေါ့ဒါပေမဲ့ဒီလောက်တော့လူမသေးဘူးပေါ့နော်အဲအခုနတ်ပညာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့နတ်ဆရာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှာပဲဟိုဟာကိုယ်ဆိုရှယ်မှာရောအကုန်လုံး တစ်တော်မှာရောပတ်ခဲ့တာပါရှင်ခေါ်ရပါတယ်အများကြီးပဲအဲလူပနေရောက်လောက်လဲဆို50လောက်ခေါ်ရတယ်30 50ပေါ့ဟုတ်တည်တဲ့လူတွေဆိုရင်တော့ကြိုပြီးတော့ဘိုခင်တင်ရတယ်လေအဲတည်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့မေးမယ်ဆိုရင်တော့အချက်ဆက်နှစ်ချက်လိုပါတယ်ဟုတ်အဲအဲ့ဒါကတော့အထူးကတော့ဆရာသမားတွေရဲ့တင်ပေးလိုက်တဲ့ တော့ပေါ့နှက်ရယ်ပေါ့ပြီးတော့ကိုဟိုစောက်ရှောက်နေတဲ့ကာဒီမဲမဲတော်ကြီးရယ်ပေါ့နော်ကိုရဲ့ပေါ့ဖြစ်ရမယ့်အကျိုးတရားအကြောင်းများလေးတွေကအချိန်ကျလာတဲ့ဟာကြောင့်ပေါ့ခုလိုမျိုးနေရာလေးတစ်နေရာကိုရလာတာပါရှင်အဲကာဒီမဲမဲတော်ကြီးစောက်ရှောက်ပါရဲ့ရှင်စောက်ရှောက်ပါတယ်သူကလည်းအဲပေါ့အဲ့လိုမျိုးလည်းမဟုတ်ပါဘူးကိုဒိတ်ခံလိုက်တာနဲ့ဆူတောင်းပစ်လိုက်တာနဲ့အဆင်ပြေသွားတာလေးတွေပေါ့ပွေပြီးပွေပြီးနက်ကကျွေးတာပါနက်ကကျွေးတာပါနက်ကကျွေးလို့လည်းဒီလိုမျိုးဝင်နိုင်ခဲ့တာစားနိုင်ခဲ့ရပါရှင် ်တက်ရှိချမ်းမှာစိတ်ချမ်းသာသောဘဝတစ်ခုကိုဖိုင်ဆိုင်နိုင်ပါစေ။တိုင်းပြည်အမြန်ဆုံးအေးချမ်းပါစေ။အဲဆက်မလေးကိုဆက်မယ်ဆက်သွယ်မယ်ဆိုတော့ TikTok မှာတိုက်ဆက်မလေးကာဒီမယ်မတ်ထက်ဆိုတဲ့အကောင့်လေးနဲ့ဆက်သွယ်နိုင်ပါတယ်ရှင်။ဖုန်းနံပါတ်လေးကတော့6033 6435နဲ့ Viber နဲ့တစ်ဆက်ဖုန်းဆက်ပြီးတော့တစ်ဆက်ဆက်သွယ်နိုင်ပါတယ်ရှင်။အဲ့လိုမျိုးပေါ့ပါရမီလေးပါတာပေါ့။ ိတာတာကတော့အခုနှစ်နှစ်သုံးနှစ်အတော်တည်းမှာပေါ့အဲ့လိုမျိုးပေါ့ကိုပြောတဲ့အရာလေးတွေကတိုက်ဆိုင်မှုလေးတွေရှိလာတာမျိုးကိုပြောတာလေးကဖြစ်သွားတာမျိုးအဲ့လိုမျိုးလေးပါပဲ ဒါတော့ကြိုပြီးတော့မသိဘူးเนาะတော့ကြာဒုက္ခဟွာပေါ့ဘယ်လိုခေါ်မလဲဒီမဲ့ကကျတော့ LGBT ချင်းချင်းဆိုတော့တယောက်နဲ့တယောက်ပို့ပြီးတော့ရင်ပတ်ချင်းပြီးတာပေါ့เนาะသူ့ရဲ့ဟောချက်ပြောချက်တွေမှန်လို့လဲပြိဋ္ဌာကသူ့ကိုလက်ခံလို့လာတွက်ကြအဲ့တော့ကို့မျက်မြင်ကို့တွေ့တယ်လေသူရန်ကုန်လာရင်လည်းကို့အိမ်မှာတဲတယ်ကို့အိမ်မှာပဲလာလာမေးစားတဲ့လူပါမှမရေမတွက်တာအဲ့တော့ဒါသူမှန်လို့သူ့ကိုလာတွက်ကြတာသူ့ကို ယုံကြည်လို့လာအတွက်ကြာတာပေါ့နော်။ဟောအဲ့အတွက်ကိုယုံကြည်တဲ့သူကတော့သူ့ကိုလာအတွက်မှာပဲ။မယုံကြည်တဲ့သူကြတော့လည်းသူ့လိုအပိုင်းပေါ့နော်။အဲ့တော့ကိုကတော့ဘာမှမပြောလို့သိရတာ။ ူကတော့ဒါခုနှစ်သားသမီးဒုက္ခရောက်ပဲသူကူညီတယ်အဲစာမျက်ရှာမျက်လေးတွေသူကြောကြားပေးတယ်ဟောပြောတစ်ချက်ပေးတယ်ဒီတလားတက်တလားပေါ့ဒီကိုသူလည်းပဲသူကဘယ်တော့မှပညာကုန်မမောက်ပါဘူးသူကသူ့ကိုသူဆရာမလို့လည်းပဲသူလူဆရာကြီးကောက်တယ်သူမဖမ်းပါဘူးသူကအဲ့တော့ပြောချင်တာကတော့လိုအပ်ရင်ဆက်သွယ်ပါလိုအပ်ရင်သူကကူညီပေးဖို့အသင့်ရှိပါ ဟိုမအားလားဒီနဲ့အလုတ်ကပို့ချွေးနေတော့နက်နက်ပတ်သက်ပြီးတော့အခုဆိုလည်းရန်ကုန်မြို့ကတာဝကတွေနဲ့ကနားတွေအများကြီးကားလို့လည်းရှိပါရဲ့ရှိပုပ်ကိုပို့ပို့လိုက်လို့ပါအဲဒါကတော့ကျမကိုစောင့်ရှောက်နေတဲ့ပုပ်ကိုရောပေါ့ပုပ်ကိုကတော့ကာလီမန်မေရိုကြီးနဲ့လည်းအချိုးပေးပါရယ်တိုက်တေပိုင်းနဲ့လည်းအချိုးပေးပါရယ်ရှိကဲပါကျေးဇူးတင်ပါတယ်ဟုတ်ပါ